ိမိငယ်ဘဝတွေကပုမာမိဘအဆုံးအလင်းရှိခဲ့တဲ့သူနဲ့မိဘအဆုံးအလင်းနဲ့မနေခဲ့ရတဲ့သူဆိုပြီးတော့လောကမှာလူတွေကအမျိုးမျိုးရှိနေတာမေတ္တာဆိုတာလူလောကမှာအလိုအဆုံးသောအရာပဲအဲဒီအလိုအဆုံးသောအရာကိုတခါတလေကျတစိမ့်တွေစီကရကြတယ် အဲ့ဒီသတင်းတွေကဆွေမျိုးထက်ကောင်းနေတာမျိုးတွေကြုံရတတ်တယ်။ဆိုလိုချင်တာကတော့လူသားတိုင်းမေတ္တာ လိုလားတယ်။မေတ္တာမလိုလားသူဘယ်သူမှမရှိ။ကြမ်းတမ်းပါတယ်ဆိုတဲ့သူတွေတောင်မှ သူတို့အပေါ်မှာယဉ်သူလိုဆက်ဆံတာမကြိုက်ဘူး။သူတို့အပေါ်မှာမေတ္တာရှိမှ သူတို့အပေါ်မှာသစ္စာရှိမှ ဆိုတဲ့သဘောလေးရှိနေကြတယ်။ ဘသူဘယူဆိုင်စရာလို့လို့လဲကိုနေတယ်လို့နေတတ်တာပဲလို့ပြောတဲ့သူတွေလဲသူတို့ကိုပြစ်ပြစ်ခါခါဆက်ဆံတာမကြိုက်ဘူးသူတို့ကိုမေတ္တာနဲ့ဆက်ဆံတာကိုကြိုက်တယ်အဲ့တော့နူးညံ့တဲ့သူကနေစပြီးတော့ကြမ်းတမ်းတဲ့သူတွေအထိမေတ္တာမလိုလားတဲ့သူဘယ်သူမှမရှိဘူးမေတ္တာပေးဖို့ခတ်တဲ့သူနဲ့လွယ်တဲ့သူသာကွာတာတချို့ကကိုယ်တိုင်မေတ္တာလိုတယ်လိုတဲ့အတွက်ကြောင့် တခြားသူကိုလည်းမေတ္တာပေးတယ်။ဒါပေမဲ့တချို့ကတော့သူကတော့မေတ္တာလိုတယ်။တခြားသူတွေကိုတော့မေတ္တာပေးဖို့စိတ်ကူးမရှိဘူး။အတ္တကြီးတာပေါ့။အတ္တကြီးပြီးတော့သူများမေတ္တာကိုပဲအလကားလိုချင်တဲ့သူမျိုးပေါ့။တော့ဒီနေရာမှာလူဆိုရင်တော့မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမစိုတရား၄ပါး ਨੇ နေထိုင်တာ အကောင်းဆုံးပဲလူပိသာသော နေနီကိုယ်တည်းနိုင်တဲ့သူတွေရှိတယ်ကိုယ်တည်းမြင့်တဲ့သူတွေရှိတယ်ကိုယ်တည်းဆင်းရဲတဲ့သူတွေရှိတယ်ကိုယ်တည်းချမ်းသာတဲ့သူတွေရှိတယ်ဘယ်လိုလူတွေနဲ့ပဲနေရနေရမေတ္တာတွေနဲ့နေကြမယ်ဆိုရင်ဘု து ဘု து ဘုံမှာအမုံမရှိတော့ခက်ခဲမှုတွေဆိုတာလည်းရှိလာမှာမဟုတ်ဘူးမေတ္တာတွေနဲ့စကားပြောကြမေတ္တာတွေနဲ့ကဲတင်ကြမေတ္တာတွေနဲ့ဖေးမကြ တာယာစရာ လောကကြီးဖြစ်နေမှာပဲဘုရားဘာသာဝင်ဆိုပြီးတော့မြတ်စွာဘုရားရဲ့တပည့်တွေဖြစ်ပြီးမေတ္တာပြောင်းနေတာကထူးခြားနေတယ်မြတ်စွာဘုရားကမေတ္တာကရုဏာမုဒိတာဥပေက္ခပြမစုတရား၄ပါးခေါင်းပါရင်လောကပြတ်တာပဲတဲ့အဲ့တော့အခုလောကပြတ်နေတာပဲကြီးနိုင်ငံကြီးအမိကျအမိစာကောင်းကြကောင်းစား ရေများရေနိုင်မီးများမီးနိုင်မေတ္တာကိုမရှိဘူးအမှန်တရားတွေလည်းပျောက်အဲ့တော့အဲ့ထဲမှာမှငယ်စဉ်ကမိဘမေတ္တာ မရခဲ့တဲ့သူများတချို့ကမိဘမေတ္တာမရခဲ့ပေမဲ့သူတို့ရဲ့ပင်ကိုမွေးရပါပရိသတ်တွေစိတ်ကြောင်မေတ္တာလေးတွေရှိကြတယ်မေတ္တာကိုခံစားနားလည်တတ်ကြတယ်တချို့ကကြတော့ ပင်ကိုပရိသန္တေစိတ်ကလည်းညံ့လာတဲ့အခါမိဘမေတ္တာမရခဲ့တဲ့အတွက်ဆုံးမသွန်သင်မှုလည်းမရှိခဲ့တဲ့အတွက်တပတ်သားတွေအပေါ်မှာညာတာမှုအလင်းမရှိဘူးငဲ့ညာမှုမရှိမေတ္တာမရှိကရုဏာမရှိမုဒိတာမရှိအင်မတန်ကြမ်းတမ်းတဲ့စိတ်တွေနဲ့ရှင်သာနာကိုတွေ့ရတယ်မိဘနဲ့သာသမီချစ်ခင်နေတာတွေကိုတွေ့လို့ရှိရင်သူတို့မခံမစားနိုင်ဘူး မကြည့်ချင်ဘူးအဲ့လိုမျိုးရှိသလိုတချို့ကကြတော့မိဘမေတ္တာမရခဲ့တဲ့အတွက်သူကနေမိဘမေတ္တာပြန်ပေးတာသူမမွေးတဲ့သူမွေးထားတာမဟုတ်ပင်မဲ့လေတခြားသောကလေးတွေကိုမိဘမေတ္တာပေးတယ်သူနဲ့သက်ဆိုင်ရာသက်ဆိုင်ရာသူတွေပေါ်မှာမိဘမေတ္တာအလားရေအောင်မကွာထားပြီးတော့ဆောင်းလျှောက်တတ်တဲ့သဘောမျိုးအန္တရာယ်ကြောင့်မှဆိုလို့ ကာကွယ်ပေးတဲ့သဘောမျိုးအစစအရာရာအခက်ခဲဖြစ်မှာဆိုလို့ဘေးမှာကူညီပေးတဲ့သဘောမျိုးတွေလောက်တတ်ကြဒါပေမဲ့မိဘမေတ္တာမရခဲ့တဲ့သူအများစုဟာအငဲတတ်ကြတယ်မိဘမေတ္တာမရခဲ့တဲ့သူတွေဟာအထီးကျန်ကြတယ်ဘဝကိုစပြီးတော့ခြေချကြတဲ့ကိုကစတင်ထူထောင်ကြတဲ့ကိုကအင်မတန်အထီးကျန်တယ် အမတမ်းမှကို6သွေတဲ့ဘဝအရေးပြောက်ပြီးပါအရေးကြီးပဲပြီးပါရှိတာအမတမ်းမှလုံခြုံတယ်တန်ဖိုးမထားတဲ့သူတွေသာမထားကြတာပြီးပါမေတ္တာအမတမ်းမှလုံခြုံတယ်မိဘရှိနေသေးတယ်ဆိုတာကိုကကိုအရေးတစ်ခုပဲအဲ့ဒီမိဘမေတ္တာမရတဲ့သူဆိုတရှိထင်ရှားရှိနေပြီမယ်လို့မိဘမေတ္တာမရတဲ့သူဆိုတာအသီးသန့်ရှိတယ် သာသမီချင်းကြားထဲမှာဓာတ်လိုက်ပြီးတော့ဆက်ဆန်တာကိုကချားလက်မရအောင်မိဘရဲ့ငဲ့ညာမှုကို မရခဲ့ဘူးမိဘရဲ့ဆာနာမှုကိုမရခဲ့ဘူးထောက်ပံ့မှုကို မရခဲ့ဘူးဒါပေမဲ့တခြားသူကြတော့ရတယ်အဲ့လိုဖြစ်တဲ့အခါမှာနာကျင်မှုတွေနဲ့ဘဝကိုရှင်သန်ကြတယ်မိဘဆိုတဲ့စကားကိုနားမထောင်ခြင်းဘူးမိဘဆိုတဲ့စကားကိုအတန်ကိုမချားခြင်းဘူးဆိုတဲ့သူတွေရှိတယ် တော့တချို့ကတော့ပြောတာပေါ့မိဘကျေစုမြင့်မဟုတ်ဘူးမိဘကိုမစော်ကားကောင်းဘူးဆိုတော့မှန်တယ်ဟိုဘက်ကမိဘပီတာတဲ့သူတွေနဲ့နေခဲ့တဲ့သူတွေဒီမှာမိဘမေတ္တာလုံးလုံးမရတဲ့အပြင်မိဘပေးတဲ့ဒုက္ခတွေကိုခါးစည်းခံရတဲ့သူမျိုးတွေလည်းရှိတယ်အဲ့လူတွေကြတော့မိဘဆိုတဲ့အတန်ကိုမကြားချင်တာအဲ့ဒါရှိနေတာပါလားဆိုပြီးဒီလိုလူမျိုးတွေကိုလူလောကက ဖေးမာရမှာမိဘကင်းကွာနေသောသူတွေကိုဖေးမာရမယ်စာနာပေးရမယ်ရိုင်းပင်ပေးရမယ်ကူညီပေးရမယ်အဲ့မှာသူ့ရဲ့စိတ်ကြမ်းတွေပျောက်သွားတတ်တယ်မိဘကြီးကလည်းမေတ္တာမရခဲ့ဘူးလောကကလည်းရက်စက်တဲ့လောကဆိုတော့သူကစိတ်ထွက်ပေါက်အနေနဲ့လောကကိုပြန်ပြီးတော့ပြန်ကျမ်းတာပေါ့စိတ်ထွက်ပေါက်အနေနဲ့ သူမေတ္တာမရခဲ့သလိုတခြားသူတွေရဲ့မေတ္တာတွေကိုလက်တံပိုးမထားတော့ဘဲနဲ့တောကကိုခြံတူတူငေါ်တူတူရန်လိုစွာရန်စွဲတထောင်ထောင်နဲ့ဒီလိုပြန်ပြီးတော့ဆက်ဆံတတ်တယ်။လောကအတွက်အစိတ်အတော်လူသားတယောက်ဖြစ်လာတတ်တယ်။အဲဒါကြောင့်လူတွေရဲ့စိတ်နေစေထားတွေကို နားလည်မယ်ဆိုရင်မေတ္တာငတ်တဲ့သူတွေကိုမေတ္တာပေးသောအားဖြင့် တာယာတဲ့လူပေါင်းဖန်တီးလို့ရတယ်ဆိုတာကို မမေ့သင့်ဘူးလူသားတိုင်းမေတ္တာလိုလားတယ်တချို့အလိုမေတ္တာငတ်တဲ့သူတွေရှိတယ်အနည်းမှအမြဲကပ်ပြီးတော့မေတ္တာပေးပါလို့ဆိုလိုတာမဟုတ်ဘူးလူတိုင်းကိုလည်းယုံကြည်လို့မရတဲ့အတွက်ကြောင့်မလို့မေတ္တာငတ်တဲ့သူတွေကိုစကားလေးနဲ့ပဲဖြစ်ဖြစ်မိမိတို့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာမေတ္တာစကားလေးနဲ့ပဲဖြစ်ဖြစ်မေတ္တာ အကူအညီလေးပဲဖြစ်ဖြစ်တခါတလေလေးပဲဖြစ်ဖြစ် ခရီးသွားဟန်လွဲပဲဖြစ်ဖြစ်ကျုံတဲ့ချိန်ကျုံသလိုမေတ္တာပေးဖို့ပဲစဉ်းစားကြမယ်ဆိုလောကမှာမုန်းသူတွေလည်းရှိလာမှာမဟုတ်ဘူးအညိုအတေးတွေနဲ့ပူလောင်နေတဲ့သူတွေလည်းရှိလာမှာမဟုတ်ဘူးအေးချမ်းလာမယ်လုံခြုံလာမယ်မေတ္တာတည်တာလုံခြုံစေသောအရာတစ်ခုအဲ့တော့လောကကြီးကိုမေတ္တာပေးဖို့ကြိုးစားပါလို့ပြောချင်တာမေတ္တာတည်တာလုံခြုံသောအရာအန္တရာယ်ကင်းသောအရာ တ္တာဖြင့်အေးချမ်းပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။